ုင်နန်းရှင်မောင်နှမကြောင့်ထူးခြားစွာပေါ်လာတဲ့နေပြည်တော်လေဝီကထူးဆန်းသောရှေးဟောင်းလေကြီးတုံးစဉ်ပရိသတ်များအားလုံးဝဲမိင်္ဂလာပါရှင်ရွှေမန်လေးချန်တွေကနေပြလဲကြိုဆိုလိုက်ပါတယ်ပရိသတ်တွေအထူးစိတ်ဝင်စားကြတဲ့ပရလောကနဲ့တမိုင်းရောရှက်နေတဲ့အဖြစ်အပျက်တစ်ခုကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့လက်တလောနေပြည်တော်လေဝီမြို့မှာဖြစ်ပျက်နေတဲ့ရှေးဟောင်းလေကြီးတုံးစဉ်ပေါ်ထွက်လာမှုရဲ့နောက်ွယ်ကတိုင်နန်းရှင်မောင်နှမဇလန်းပါပဲအခုရပိုင်အွန်လိုင်းပေါ်မှာရောသတင်းစာမျက်နှာတွေပေါ်မှာပါနေပြည်တော်လေဝီမြို့နယ်ပတ်တာချောင်းတွေကနေအေယာမတ စ်လုံးထွင်းလောင်းလေကြီးသုံးစင်ပေါ်လာတဲ့သတင်းကိုအလုံးလေးမြင်တွေ့ပြီးဖြစ်မှာပါ။တမိုင်းပညာရှင်တွေကတော့ဒါကိုပကံခိဒါမှမဟုတ်ကုန်းမောင်ခိကဆက်လေဖောင်တော်တွေလို့သုံးသပ်နေကြပါရယ်။ဒါကတမိုင်းရှူတောင်ကပါ။ဒါပေမဲ့ဒေသခံတွေအထူးသဖြင့်ပတ်တာရွာနဲ့ရွှေဦးပင်ရွာကတက်ကြီးစကားတက်ငယ်ကြားသိမိလိုက်တဲ့သူတွေအတွက်ကတော့ဒီလေကြီးတွေဟာတစ်တုံးကြီးတွေတသက်မဟုတ်ပါဘူး။ဒါကတိုင်နန်းရှင်တွေရဲ့နတ်ရှင်တွေလို့တထစ်ချအယုံကြည်နေကြပါရယ်။ဒီဒေသမှာရှေးရခင်ကလေးကပြောစမှတ်ပြကြတဲ့ဒဏ္ဍာရီတစ်ခု ရှိပါတယ်။ဟိုရှိရှိတုန်းကဒီဘက်တာချောင်းနေရာဟာအင်မတန်ကြီးမားကျယ်ပြန့်တဲ့ရေကန်ကြီးဖြစ်ခဲ့ဘူးတာပါ။အဲ့ဒီခင်တုန်းကမောင်နှမနှစ်ယောက်ဟာလေကြီးတွေနဲ့ခရီးသွားရင်းနဲ့ကန်ဆိုးမှုမောင်ကြပြီးတော့ဒီရေကန်ထဲမှာပဲလေရောလူရောနှိမ့်မြုပ်ွယ်လွန်ခဲ့ကြပါတယ်။ သူတို့ဟာတာမန်တေဆုံးခြင်းမဟုတ်ဘဲဆွဲလန်းစိတ်တွေနဲ့꿰လွန်ခဲ့ကြတာကြောင့်ဒီနေရာမှာပဲဥစ္စာဆောင်တိုင်နှန်းရှယ်မောင်နှမအဖြစ်နဲ့ဘဝပြောင်းပြီးတော့ဒီတီတာကိုစောင့်ရှောက်နေကြတယ်လို့ဆိုပါတယ်။အခုပေါ်လာတဲ့လေသုံးစင်းကသူတို့မောင်နှမစီးနင်းခဲ့တဲ့လေတွေတနည်းအားဖြင့်သူတို့ရဲ့ပိုင်ဆိုင်မှုတွေဖြစ်တယ်လို့ဒေတာကန်တွေကအခိုင်အမာဆိုကြပါတယ်။ဒီယုံကြည်မှုကိုပို့ပြီးတော့ခိုင်မာစေတဲ့ကြက်သီးထဆရာအကောင်းတဲ့သက်တွေကတော့လေကြီးတွေကိုစတင်တူးဖော်လိုက်တဲ့ချိန်မှာလေဝန်းတွေကလည်းလူအယူအပိုင်းစားတချို့ကိုတွေ့ရှိခဲ့ရခြင်းပါပဲ။ ဒါကစစ်တိုက်ရင်တည်ဆုံးခဲ့တဲ့သူလားဒါမှမဟုတ်ဒဏ္ဍာရီတွေကရေနှင်းမြုပ်သွားတဲ့မောင်နှမရဲ့ရုပ်ကျွင်းနေလားဆိုတာကတော့တွေးလေကြောက်စရာကောင်းလေပါပဲ။ဒါအပြင်ပတ်တာချောင်းဝင်းကျေဟာအရင်ကတည်းကအဆောက်လန့်ချမ်းတယ်လို့နာမည်ကြီးပါတယ်။ညနေဆောင်တာနဲ့ဒေသခံတွေတိတ်ပြီးတော့မသွားရဲကြပါဘူး။တခါတလေညဘက်တွေမှာချောင်းရည်ပြင်ပေါ်ကနေထူးဆန်းတဲ့အလင်းရောင်တွေထွက်ပေါ်လာတော့တတုံတုံတီးခတ်နေရဲ့ရှေးဟောင်းဒူရီယာတန်တွေလေလောတန်လိုလိုရေခက်တန်လိုလိုအတန်တွေကြားရလေးရှိတယ်လို့ဗဇက်ရာဇဝင်တွေရှိပါတယ်။ အခုလေအစီကြီးတွေပေါ်လာတော့မှအိုးအရင်ကကြားခဲ့ရတာတွေကတကယ်ပါလားဆိုပြီးတော့အားလုံးကအင်ရောတုံလို့ကုန်ကြတာပါလက်ရှိမှာအာနာပိုင်နေတဲ့ပညာရှင်တွေကဒီလေတွေကိုဆယ်ယူနေကြပေမယ့်တပတ်မှလည်းနန်လောကသားတွေရဲ့မကျေနပ်မှုတွေရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်လက်တလုံးငလင်းလှုပ်ခတ်ပြီးမှဒီလေတွေပေါ်လာတာကတိုက်တကားပွင့်လာလို့ယူဆကြတယ်လို့လူတွေကသွားရောက်ပြီးတော့တူးဆွဆယ်ယူနေတဲ့ပုံမှာတိုင်နန်းရှင်တွေကသဘောမကျလို့ဒေသခံတချို့ကိုဝင်ရောက်ပုတ်ကပ်ပြီးတော့ ကျိန်းမောင်းတာမျိုးတွေဖြစ်ပျက်နေရလို့လဲဆိုပါတယ်။ငါတို့နေရာကိုမနှောင်ရှက်နဲ့ငါတို့ပစ္စည်းတွေကိုမယူနဲ့ဆိုတဲ့သဘောမျိုးပူကက်ပြောဆိုမှုတွေရှိနေရလို့သိရပါတယ်။တချို့ကလည်းဒါဟာရှေးဟောင်းအမွေနစ်ကိုဖော်ထုတ်တာဖြစ်လို့ကောင်းတယ်လို့မြင်ပေမဲ့ရှေးရိုးဆွဲပရိသတ်တွေကတော့တိုက်ဆိုတာမကျွတ်လွတ်သေးတဲ့ပုံကိုယ်ရဲ့နေရာဖြစ်လို့စနစ်တကျမပါတာပဲခွင့်မတောင်းပဲထိပိုင်းရင်အနေရရှိနိုင်တယ်လို့ဆိုနေကြပါတယ်။ကဲပရိသတ်ကြီးတို့ရောဒီဖြစ်ချက်ကိုဘယ်လိုရှုမြင်ပါသလဲ။ မေပြည်တော်ကပေါ်လာတဲ့ဒီလေကြီးသုံးစင်းဟာတမိုင်းတံပိုးကြီးမားတဲ့ရှေဟောင်းဝိတ္ထုတွေတသက်ပင်လာဓမ္မမဟုတ်ဥစ္စာဆောင်မောင်နှမရဲ့ဝိညာဉ်တွေ တွယ်ညိနေစေဖြစ်တဲ့နတ်လေတွေပဲလားကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကိုမှတ်ချက်မှဝင်ရောက်ဆွေးနွေးပေးပါအောင်နော်ကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်